အားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့သတင်းကြော်နေရေဒီပလာ30ရက်နေ့ရေဒီယိုစီစဉ်ဒသက်ပရောမှာဖြစ်ပါရယ်။ ငလင်ကြောင်ထိခိုက်ပျက်စီးခဲ့တဲ့နေပြည်တော်ကယုံဌာနအဆောက်အဦတွေကိုပြင်ဆင်ဖို့မူလတည်ဆောက်ခဲ့တဲ့ကုမ္ပဏီတွေကိုတာဝန်ပေးဆောင်ရမယ်လို့စစ်ကောင်စီကပြောပါရယ်။ MND နဲ့ SSPP တို့ရဲ့စီရေးတင်မမှုကိုဗဟုအစမဖြစ်ရှိမယ်လို့သိရပါရယ်။ online လည်လည်မှုနဲ့ဒူဆဲလုပ်ငန်းတွေမှာဆက်ဆက်ပါဝင်နေတဲ့မလေးရှားနိုင်ငံသား16ဦးနဲ့ Algeria နိုင်ငံသားသူဦးကိုတဆိုင်ရနိုင်ငံတွေစီထမှန်လေးပြောင်းပေးခဲ့တယ်လို့စစ်ကောင်စီရဲ့ဒီကနေ့ထုတ်မြန်မာအလင်းသတင်းစာမှာဖော်ပြချပါရယ်။ စားရတဲ့တင်တွေကိုတက်ဆက်ပြီးတော့မှာပါကျမတို့အစီအစဉ်တက်ဆက်သူမင်းနေဖြစ်ပါတယ်မလင်းကျောက်ထိခိုက်ပျက်စီးခဲ့တဲ့နေပြည်တော်ကရုံးချနာအဆောက်အဦတွေကိုပြင်ဆင်ဖို့မူလတည်ဆောက်ခဲ့တဲ့ကုမ္ပဏီတွေကိုတာဝန်ပေးဆောင်ရမယ်လို့အာနာသိစေကောင်စီရဲ့ကကွေရေးဝန်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးကပြောကြားလိုက်ပါတယ်ဆက်ဆိုင်ကတက်ဆက်ပေးမှာပါမနေ့ဧပြီလ29ရက်နေ့ကအဆောက်အဦများပြန်လည်ပြုပြင်အသုံးပြုရေးနဲ့အသစ်တိဆောက်ရေးကြီးကြပ်မှုကော်မတီ ပထမအကြိမ်လုပ်ငန်းကြီးနိုင်အစည်းအဝေးမှာပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ရုံးဌာနအဆောက်အုံတွေပြင်ဆင်ဖို့မူလတည်ဆောက်ခဲ့တဲ့ကုမ္ပဏီတွေကိုတာဝန်ပေးတာသက်ဆိုင်ရာဝန်ကြီးဌာနတွေမှာတည်ဆောက်ရေးလုပ်ငန်းတွေလက်ရှိဆောင်ရွက်နေတဲ့ကုမ္ပဏီတွေကိုတာဝန်ပေးဆောင်ရွက်တာနဲ့အင်ဂျင်နီယာအတင်းသုံးတင်းကတာမတ်ထောက်ခံပေးတဲ့ကုမ္ပဏီတွေကိုတာဝန်ပေးဆောင်ရွက်တာတွေလည်းလှုပ်ဆောင်မယ်လို့စက်ကောင်စီကဆိုပါတယ်။အဆောက်အုံပြုပြင်တာအသည့်တည်ဆောက်တာတွေမှာငရင်တိုင်းအင်အား Richter scale ရှစ်တသမာ3ညအဆင့်ထိခဏရင်ရှိတဲ့အဆောက်အဦတွေဖြစ်အောင်ဆောက်လို့ရမယ်လို့မောင်မောင်အေးကပြောပါတယ်ပြီးခဲ့တဲ့ March လ28နေ့ကငရင်ကြီးလောက်ခတ်ခဲ့ပြီးနောက်နေပြည်တော်ကလွတ်တော်အဆောက်အုံတွေပါဝင်စစ်ကောင်စီလက်အောက်ခံဝန်ကြီးဌာနရုံးအများအပြားထိခိုက်ပျက်စီးမှုတွေရှိခဲ့ရလဲဖြစ်ပါတယ်ဒါအပြင်ဝန်ထမ်းအင်အားပေါင်းရာနဲ့ချီထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီးတော့ငရင်လောက်ခတ်ပြီးတဲ့တရကြော်ကြတဲ့အထိရှင်းလင်းမှုတွေကိုတော့လှုပ်ဆောင်နိုင်တာမရှိသေးပါဘူး အနာတိန်စစ်ကောင်စီကတော့နေပြည်တော်ကရုံးဌာနအဆောက်အုံတွေဝန်ထမ်းအင်အားတွေနဲ့အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦလုပ်ငန်းတွေမှာပါဝင်ခဲ့တဲ့ကုမ္ပဏီတွေကိုနေပြည်တော်စီပင်တာယာရေးကုမ္ပဏီကိုပြန်လည်ဆက်သွယ်လာကြဖို့ April 26ရက်နေ့ကထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။ PDLTU အနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းအကြောင်းအရာတွေကိုပေးပို့ချင်နေဆိုရင်တော့မြန်မာသတင်းချန်နယ်ရဲ့ Messenger အနေဖြင့်ဖြစ်စေဖုန်းနံပါတ်09096 3393တင်းနစ်တကိုဖြစ်စေဆက်သွယ်ပေးပို့နိုင်ပါတယ်။ MNDA နဲ့ SSPB တို့ရဲ့စီရင်တင်မမှုကိုဘ ਹੁ အဆက်မဖြစ်ရှိမယ်လို့သိရပါတယ်။ထရီဆာကတင်ဆက်ပေးမှာပါ။ ရှမ်းပြည်ဒုတက်ရဲပါတီရှမ်းပြည်တမတော် SSPP SSA နဲ့မြန်မာအမျိုးသားဒီမိုကရက်တစ်တမတော် MNDA တို့ကြားတင်မာမှုနဲ့ပတ်သက်လို့နှစ်ပါတီဘဟုဝါဆင်တွေ့ဆုံဖြစ်ရှင်းသွားမယ်လို့ SSPP ကဒီကနေ့ထုတ်ပြန်လိုက်ပါတယ်ထုတ်ပြန်ချက်အရ April 28 29ရက်နေ့ရောမှာ SSPP နဲ့ MNDA တို့ကြားစည်ရည်ထိတွေ့မှုရှိနေရာ နဖက်သက်တွေထူးချရန်တဲ့ဖန်စီမွန်24နေရရှိခဲ့ပြီးနဖက်တော်ရေပေါ်တွေထိခိုက်တံရရခဲ့တယ်လို့သိရပါတယ်။နဖက်စီရဲ့ထိတွေ့မှုအစီရဲတင်မာမှုနေပတ်သက်၍နဘာဒီဘဟုအဆင်တွေးဆဖြစ်ရှင်းသွားကြမည်ဖြစ်ကြောင်းမိဘပြည်သူများသိရှိနိုင်ပါရန်ဒရင်ထုတ်ပြအပ်ပါရီလို့ SSPP ကဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်ချက်မှာပေါ်ပြချပါရယ်။ ဒါအပြင် SSBP နဲ့ MNDAA ဟာလက်တွဲပေါ်တော်လိုင်းရဲ့အဖွဲ့အစည်းတွေအဖြစ်နေပောင်းစေချီပြီး AA2 ဘဝများအမိတဲ့ဟဲကိုကြီးရိုင်းပင်ရည်တည်ခဲ့တဲ့မဟာမိတ်အဖွဲ့တွေဖြစ်တယ်လို့လည်း SSBP ကဆိုပါတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ MNDAA ဘက်ကသုံးတရားထုတ်ပြန်တာမျိုးမရှိသေးပါဘူး MNDAA နဲ့ SSBP တို့စစ်ရဲတီတွင်းမှုနဲ့စစ်ရဲတင်းမာနေတဲ့နေရာကတော့ရှမ်းပြည်နယ်မြောက်ပိုင်းဒီဘောမျိုးနယ်မှာဖြစ်ပွားနေတာပါရှမ်းပြည်နယ်မြောက်ပိုင်းဟာလူမျိုးပေါင်းစုံနေဆိုင်တဲ့ဒေသဖြစ်တယ်လို့အဲ့ဒီဒေသ တာအခြေဆိုင်သွလိုက်အရာစုတွေကြောင့်မလဲအငင်းပွားမှုနဲ့အခိုက်အယံဖြစ်ပွားမှုတွေမကြာခဏဆက်သလိုဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။အွန်လိုင်းလိမ့်လိမှုနဲ့ဒူးဆဲလုပ်ငန်းတွေမှာဆက်ဆက်ပါဝင်နေတဲ့မလေးရှားနိုင်ငံသား16ဦးနဲ့အယ်ဂျီးရီးယားနိုင်ငံသား2ဦးကိုသက်ဆိုင်ရာနိုင်ငံတွေစီထမှန်လွှဲပြောင်းပေးခဲ့တယ်လို့စစ်ကောင်စီရဲ့ဒီကနေ့ထုတ်ပြန်မှလည်းသတင်းစာမှာဖော်ပြချပါဗျာ။ ကရင်ပြည်နယ်မြောက်ဝတီမြို့ရွှေကုတ်ကိုဒေတာနေမင်းကအွန်လိုင်းလိမ်လည်မှုဒူဆိုင်မှုစာရီနဲ့ပသက်ပဝန်လျောက်ရှိနေတဲ့မလေးနိုင်ငံသား16ဦးနဲ့အယ်ဂျီးရီးယားနိုင်ငံသား2ဦးစုစုပေါင်း19ဦးကိုတဆိုင်ရနိုင်ငံတွေစီလွှဲပြောင်းပေးပြီးဖြစ်တယ်လို့ဖော်ပြချတာပါ။ ချောက်ပြေ2025ခုနှစ်စံမိုင်းလာ30ရက်နေ့ကနေဧပြီလ29ရက်နေ့အထိနလကျော်အတွင်းမြန်မာနိုင်ငံအတွင်းတရားမဝင်လမ်းကြောင်းဝန်နေဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသား6043ဦးကိုဖမ်းဆီးရမိပြီးအဲ့ဒီထက်က8585ဦးကိုထိုင်းနိုင်ငံကသစင်တဆက်ရနိုင်ငံတွေစီလွှဲပြောင်းခဲ့ပြီးတော့ဂျန်နေ1458ဦးကိုလည်းလွှဲပြောင်းဖို့အသင့်ရှိနေတယ်လို့အထောက်ပြန်ချပါရယ် ကရင်ပြည်နယ်မြောက်ဝတီမြို့ရှိကုတ်ကိုဒေတာဟာတရားမဝင်ဝေရောက်မှုအွန်လိုင်းအသုံးပြုလင်းလေးသူတွေအွန်လိုင်းလောင်းဝစာပေါ်များရာဒေတာဖြစ်တဲ့အလျောက်စစ်ကောင်စီရလေအင်းဒီချန်နယ်ကတွေဖြစ်တဲ့ထိုင်းတရုတ်တို့နဲ့ပူးပေါင်းပြီးဖန်ဆီးစစ်ဆေးနေတယ်လို့ဆိုပါတယ်။အချက်အသေးကာလတွေမှာကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုဂရုစိုက်နိုင်မယ်ဆက်ကဲနီလန်လေးတွေကိုဝေမျှပေးလိုက်ပါတယ်။ လက်တလောကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင့်နိုင်ငံတဝမ်းမှာထိခိုက်နှံ့နာမှုများစွာကြုံတွေ့နေရပါတယ်။ဒီအထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမကနောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြမ်းမာရေးအတွက်အလွယ်တကူဂရုစိုက်နိုင်မဲ့နည်းလမ်းလေးတွေကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီကာလမှာအ धिक ကြုံရလေးရှိတာကစိုးရိမ်တော့ကြရဖြစ်ပါတယ်။ငလင်ဖြစ်ပေါ်တော့ကကြုံလိုက်ရတဲ့စိတ်အခြေအနေတွေ ဆိုရှယ်မီဒီယာကသတင်းတွေကြောင့်ပူပင်မှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီဆိုရိမ်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခန်းစားချက်လေးတွေရအောင်ဖော်ပြပါ အချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။၁မိမိရဲ့ခံစားချက်တွေအတွေးတွေကိုကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိษွေတွေကိုရင်ဖွင့်ပြောဆိုတာကိုယ့်ရဲ့ခံစားချက်လေးတွေကိုမဝေဖန်ပဲအတိအမှတ်ပြုပေးတာမျိုးကအများကြီးအထောက်အပံ့ပြုပါတယ်။နည်း လက်ရှိပြစ်ဆုံးပံကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လဲတည်ငြိမ်လာအောင်အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာကိုယ့်ရဲ့ပတ်ဝန်းကျင်ကအနက်အသံအထီးအတွေ့မြင်ကွင်းတွေကိုဂရုတစိုက်အာယုံခံကြည့်တာမျိုးလုပ်လို့ရပါတယ်၃မိမိကိုစိတ်သက်သာရရစေမယ်တည်ငြိမ်စေမယ့်အရာလေးတွေလုပ်တာဥပမာညဉ့်ညောင်းတဲ့တန်စင်လေးတွေနားထောင်တာပကြီဆွဲတာအယောင်ချဲတာအိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ဆောက်ကစားတာမျိုးတွေလုပ်လို့ရပါတယ် ရုပ်ပိုင်းဆိုင်ရာဂျမ်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာဂျမ်းမာရေးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။လေးအိပ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုယ်ရောစိတ်ကိုပါ အကောင်းဆုံးသောအနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိပ်ချိန်ပြပြဝဝဖြစ်အောင်အိပ်ဆက်အနာယူဖို့အိပ်ချိန်ပုံမှန်လေးထားရှိဖို့တိုက်တွန်းချင်ပါတယ်။ငါ ီအချိန်မှာစားချင်တောက်ချင်စိတ်တွေရော့နေနေနိုင်ပြီးမယ်ရေတက်ပြေဝအောင်အာဟာရပြေဝအောင် စားတောက်ဖို့လိုအပ်ပါတယ်ကိုယ်လက်လှုပ်ရှားမှုဟာစိတ်ရောကိုယ်ပါအထောက်အပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာအကျောလျှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ်။ငလင်ဖြစ်ပွားပြီးနောက်ပိုင်းမှာ ကိုယ်လုံးနေကြနှီးစဉ်လုပ်ငန်းဆောင်တာတွေကို မလုပ်ဖြစ်တာမျိုးရှိတတ်ပါတယ်။ ဒီအခါမှာအတွေးတွေများလာပြီးစိတ်မသက်သာတာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine လေးတွေလည်ပတ်ဖို့လည်းစူးစမ်းကြည့်စီချင်ပါတယ်။ခုနှစ် social media ကတည်င်းအချက်အလက်တွေရဖို့အရေးကြီးတယ်လို့ social media ကတည်င်းအမားတွေပုံရိပ်တွေက ကိုယ့်ကိုစိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကန့်သက်ပြီးအသုံးပြုတာက ပိုပြီးအကျိုးရှိပါတယ်။ရှင်းကိုဝါသနာပါတဲ့အရာတွေ းစိတ်ပျော်ရွှင်စေမယ့်အရာတွေဥပမာတချင်နာထောင်တာစာဖတ်တာပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်။ကိုကိုရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကြမ်းမာဖို့အထောက်အကူပြုပါတယ်။ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကြမ်းမာရေးကိုတက်ရောက်ပြီး အကျိုးဆက်နေနဲ့လဲစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်ရာမျိုးတွေပြုလုပ်လို့ရပါတယ်တဆေစိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေ အသုံးပြုတာမျိုးရှောင်ကြဉ်သင့်ပါတယ်ဥပမာအရက်အလွန်အကျွံတောက်တာမူးယစ်ဆေးဝါးတုံဆွဲတာကိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်စတဲ့ ကိုရာရင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီးမိမိအတွက်လိုအပ်လာပြီးဆိုရင်စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာကောင်ဆယ်လင်းယူတာ emotional support session နဲ့ workshop တွေပါဝင်တာဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်။ဆနေဒီကာလမှာကိုမလုပ်ပေးနိုင် မကူညီနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင်ကိုလုံနိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပူအာယုံဆိုင်ပြီးကူညီထောက်ပံ့တာမျိုးက ိုယ့်ရဲ့စိတ်ကြမ်းမရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်။မြစ်နာသတင်းချန်နယ်ရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တင်လာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းအားနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။